အရေးပြတမတည့်မှုနဲ့အိမ်တွင်းကုတုံများအလားအကျစ်တွေကလက္ခဏာမျိုးစုံပုံစံမျိုးစုံဖြစ်ပေမဲ့အရေးပြမှာအဖြစ်များပါတယ်။အရေးပြမှာဓမ္မတဲတာဖြစ်လို့ရှိရင်ရားရင်လာတာ၊နီးရင်လာတာနဲ့ရောင်ရင်လာတာတွေဖြစ်တတ်ပါတယ်။များသောအားဖြင့်တော့တပတ်နှစ်ပတ်အတွင်းမှာပျောက်သွားတဲ့ဆိုပေမဲ့အိမ်တွင်းကုတုံတွေကနေပြီးတော့လည်းတတ်တာမှုတွေရစေပါတယ်။ ဒါကတော့ကိုယ့်အနေနဲ့သတိပြုမှုကိုလိုအပ်ပါတယ်။တကုတ်ကူစားတော့လိုက်တာ ထိတွေ့ရာကနေပြီးတော့ဒီလိုဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါကိုထပ်ပြီးတော့မထိတွေ့အောင်သတိထားဖို့လိုအပ်ပါတယ်။ အိမ်တွင်းကုတုံးတွေရပါတယ်လေနံပါတ်၁ချက်ကတော့အေးတဲ့ရေခဲပက်ကလေးနဲ့ကပ်ပေးတာရေချိုးလိုက်တာတွေကလည်းရာရဲ့နာကိုတတ်တာစေပါတယ်ဖြစ်တဲ့နေရာလေးကို လက်ဖွားလေးနဲ့ခက်ပြစ်ပြစ်ဖိပြီးတော့၆တွေ့အောင်လုပ်ပေးတာရေလေးနဲ့ဆူဆူအောင်လုပ်တာကလည်းတတ်တာစေပါတယ် နမနစ်ချက်ကတော့ဂျုံမှုပေါ့နော်ဂျုံမှုကိုရင်နဲ့ရောပြီးတော့ရောင်ရမ်းတဲ့နေရာတွေကိုအုပ်ထားမယ်ဆိုရင်တက်တာစေပါတယ်ဒီနည်းမှာပြဿနာရှိတာကတော့ဂျုံကဓမ္မတဲတာမျိုးတွေကိုဂျုံအားတက်ပါတယ်ရေကိုကြက်သီးနွေးယုံလောက်သာသုံးသင့်ပါတယ်တိတ်မှုတဲ့ရေနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်တော့အရေပြားကိုပို့ပြီးတော့ဆူအားစေပါတယ် ။နံပါတ်3ကတော့အရာပြောက်စေ။တိတ်ပြီးတော့ဆိုးဝါးလာလို့ရှိရင်တော့ရာရက်နာကိုလင်းစည်းတွေသုံးပြီးတော့လည်းဖြေပြောက်နိုင်ပါတယ်။ဟိုက်ဒရိုကော်ရီဇုံဒါမှမဟုတ်ကလမိုင်းပါဝင်တဲ့လင်းစည်းတွေကိုလည်းဝယ်ပြီးတော့သုံးနိုင်ပါတယ်။နံပါတ်၄ချက်ကတော့အဝတ်ပွပွများအဝတ်စားကိုကြက်တာတွေမဝတ်မိဖို့တတိထားဖို့လိုအပ်ပါတယ်။အဲ့ဒီအဝတ်စားတွေကအရေပြားကိုရာရန်စေပါတယ်။ပွပွပပနဲ့ခပ်ပွပွဖြစ်တဲ့အဝတ်စားတွေကိုဝတ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်။ နောက်ဆုံးချက်ကတော့ရေစိုးအဝတ်ကိုဝေထားပေးပါ။ရာယနာဟာရရင်ပြင်းတဲ့ဆိုးဝါးနေတယ်ဆိုလို့ရှိရင်တော့အဝတ်ရေစိုးလေးကိုဝေပေးလို့ရှိရင်တက်တာစေပါတယ်။အရင်ဆုံးခြေသားလက်ရှည်တီရှပ်လိုမျိုးအဝတ်တွေကိုရှာပြီးတော့သုံးသင့်ပါတယ်။အဝတ်ကိုရေတန်းတန်းနဲ့စင်ရေကိုသေးချပြန်ညစ်ပြီးတော့ဝတ်ဆင်ပေးမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။အဲ့ဒီဘော်ကမှຫນွေထွေးတဲ့အဝတ်ခပ်ပွပွလေးကိုဝေထားသင့်တယ်လို့လည်းဆိုနိုင်ပါတယ်။အရေးပြားနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့ပြဿနာတွေကိုအဲ့ဒီလိုနီလန်းလေးတွေနဲ့စမ်းပြီးတော့သုံးကြည့်လိုက်လို့နည်းနည်းပါးပါးတက်တာရဲ့ဆို ပေမဲ့လုံးဝပျောက်သွားတာမရှိဘူးဆိုလို့ရှိရင်တော့ယောဂအခန်းတစ်ခုခုဖြစ်နေနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆရာဝန်နဲ့ပြတ်သားတက်มาတယ်လို့ပြောရင်းနဲ့ပဲကျမရဲ့ဗီဒီယိုလေးကိုသုံးသပ်လိုက်ပါရရှင်အားလုံးပဲနေကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်